စ်တိုက်ရဲဆိုတာကျွန်တော်လက်နက်ကြီးနဲ့ပြစ်လို့လည်းမရဘူးစစ်စင်ရဲတခုလည်းလုံးလို့မရဘူးစစ်တိုက်ရဲဆိုစစ်ရေးနိုင်ငံရေးတခုလုပ်ရတယ်စစ်ရေးနိုင်ငံရေးလုပ်ရတယ်စစ်ရေးနိုင်ငံရေးဆိုတဲ့နေရာမှာနိုင်ငံရေးမှာကျွန်တော်အမာနဲ့လဲသွားတယ်အပြော့နဲ့လဲသွားတယ်ကျွန်တော်နိုင်ငံထွက်နေပေါ်နေပြီဒီတိုင်းကတက်နက်ကန်ကိုခတ်ချားမှာကျွန်တော်ဒီဒီရဲ့ရင်းသားတွေဖြစ်ပြီးတော့အကုန်လုံးဘုံမဲ့တော့အမဒီနေရာမှာတခုတတိထားမှာစစ်ကောင်စီဘက်ကလူတွေကပြည်သူကိုတော်လှန်ရေးကွက်တော့ ဟယ်လိုချာရမီဘာပီတိုညီကိုမော်နမများအားလုံးမင်္ဂလာပါ News Pitch Channel ကနေပြန်မှကြိုဆိုလိုက်ပါတယ်2025ခုနှစ် April 22ရက်နေ့ကျွန်တော်အင်္ဂါနေ့မနေ့ပိုင်းမှာနောက်ဆုံးကြားသိရတဲ့တော်လန်တရင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့စာဆုံးကြည့်ရှုပေးကြဖို့မြေဘာပီတိုအားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်အယုံဆုံးနေတဲ့ခါတိုင်းလိုပဲတရင်တုတ်လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တပုတ်အနေနဲ့ကတော့တရင်တိုင်တိုင်းထဝယ်မြို့နယ်ကျစ်စပြင်းရဲ့စိတ်ကလန်းဘောတရာမှာငါလို့ဖို့လာတဲ့ အချမ်းပဲစစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ခဲ့လို့စစ်သား၁၀ဦးသေဆုံးပြီးတော့မှ speed boat တစ်စီးပစ်စီခဲ့ရတဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ April 10ရက်နေ့နဲ့9ရက်ခန့်ချိန်မှာထဝယ်မြို့နယ်ကျစပင်းရက်ကွက်စစ်ကမ်းလမ်းဘောတရာမှာငါးလူဖို့ထွက်လာတဲ့အချမ်းပဲစစ်ကောင်စီတပ်သားအင်အား150ကျော်ဟာဆိုရင် speed boat တစ်စီးနဲ့ထွက်လာတဲ့အချိန်မှာတလိုင်းတဖို့ပေါ်နေရတယ်ပြီးတော့မှကြားဖြတ်တိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်သား10ဦးသေဆုံးပြီးတော့မှမြပြတိုက်ခိုက်တဲ့ရရှိတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။တကယ်တော့သတင်းကောင်းလေးပဲပါ။ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ဘယ်နည်းရောကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့ ချင်းမွှန်းချင်းကိုခံရရတယ်ဆိုတာကတော့ကျွန်တော်အခုဆိုရင် တွင်းနေရတာမို့လို့မကြခင်မှာတော့ဒီတက်ပူပြမပေါ့နော်ဆိုရတဲ့ပြီးသူချိန်စာကိုလည်းစူးမယ်ဆိုတဲ့အကြောင်းဒီနေ့ကနေထပ်ပြီးတော့မှသတိပေးပြောလိုပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့မကွေးတိုင်းကဖဲမျိုးနဲ့နိုင်ရီကံပြူဟာနေတိုက်ပွဲတွင် စစ်ကောင်စီဘက်ကဘုံမှုပါဝင်63ဦးတေဆုံးပြီးတော့မှဘူကြီးအစင်းနဲ့တပ်ဖွဲ့ဝင်16ဦးကိုအရှင်ဖမ်းမိရခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်အရောက်မိုက်တယ်နော်လူထုတော်လိုင်းရဲ့မဟာမိတ်အားစုပြရီမကွေးကနေပြီးတော့မှမဟာမိတ်တော်လိုင်းရဲ့ဖွဲ့စည်းတွေနဲ့ပူးပေါင်းပြီးတော့မှ အမ်ဘရန်စစ်စင်ရေးမှာပါဝင်ဆောင်ရွက်နေပြီးစစ်နယ်ဝင်ချက်ထွင်ဖို့လိုချနေတယ်ဆိုတာကိုလည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ25ရက်နေ့မှာဆိုရင်နနစ်ဆက်တနာရဲ့ချိန်မှာငါဖဲမျိုးနဲ့နေခိုင်အနီးမှာရှိတဲ့စင်ကိုနာချန်ရွာမှာကင်ပွန်ဝတ်ဖို့လာတဲ့စစ်ကောင်စီတပ်ဖွဲ့20ခန်းကိုပြော်ရီမကွေးရနေပြီးတော့မှခြုံတော်တိုက်ခိုက်ခဲ့လို့စစ်ကောင်စီဘက်ကလေးဦးတည်းရရှိပြီးတော့မှထိခိုက်တယ်ရရှိတယ်လို့မြပြပြီးတော့မှအခုဆိုရင်တဆုပ်သွားတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒီစစ်ကောင်စီတပ်ဖွဲ့ပဲเนาะ 60ကျော်တောင်မှမျိုးစာဖြစ်ပြောင်းလဲပေးနိုင်ခဲ့တာပြုံးပါနိုင်ကံပြူဟာစခါဟာဆိုလဲကျွန်တော်အေနဲ့ပုံတဖို့ဝင်ရဲ့လက်ထဲရောက်ရရှိမှန်ဆိုတော့အချင်းဒီပြောလို့ရတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီနေ့မှာပထမဆုံးနေတဲ့အချက်မှာကတော့စစ်ကောင်စီရဲ့အခုဆိုရင်တရဲရှုံတွေတဲ့အကွက်တွေနဲ့ကျွန်တော်တို့တော်လိုက်တဖို့ဝင်ရနေပြီးတော့မှစစ်ကောင်စီတဖို့ဝင်တွေရှိတဲ့နေပြည်တော်မှာတောင်မှဘလိုမျိုးတွေကြမ်းပြနေပြီလဲဆိုတော့ကိုဆရာလူမျိုးကျော်နေပြီးတော့မှတရားရှင်းပြထားတာပဲဖြစ်ပါတယ်ဆရာလူမျိုးကျော်ဘလိုမျိုးတွေပြထားမလဲဆိုတော့ကျွန်တော်စာကြည့်လဲရအောင်လား ပီရီမျိုးနဲ့လမ်းပိုက်တနေရာလို့တချို့တည်းထုတ်ပြန်တယ်။ဖက်စစ်တပ်ရဲ့စစ်ခွင်းဆောင်မျက်နှာတွေမှာတော့နေပြီးတော့ကံပြားလန်းနေပြီးတော့25မိုင်အကော်လို့ပြောတာတော့တွေ့ရပါတယ်။အဲ့ဒီကို PLA တက်တော့ရင်းပေါ်တွေဟာထိန်းချုပ်စစ်ဆေးနေစဉ်စစ်ခွင်းပုံမှုဖြုံးမင်းကျော်အပအမဆက်တော့ကောက်ဝေးပစ္စည်းစိတ်ထားကြတယ်။တတတိယအောင်ဇွန်နိုင်စစ်မြေပြင်အင်ဂျင်နီယာတက်ရင်အမ3တက်ခွဲ ရဲခွေးတောင်ကြီးနဲ့ဒုတက်ပြတ်ထုံးပြေဆိုတော့ဖတ်စီခဲ့တယ်။သုံးနာရီတော့စစ်စင်းမင်းမြန်းပြီးတော့ထိန်းချုပ်ရနေမှာပြန်လဲဆုတ်ခွာတယ်။ကပ္ပဆတ်စတုံးဘုံမူအပတုံးခြေတွေတိုက်ပွဲတစ်ခုဖြစ်ပြီးမတာပေါ်မရှိကြိုက်တော့ပါလေ။ဘောင်းတို့ထန်ကနေစစ်ပတ်ဆိုင်ရာအတုံးဆောင်တွေငွေကြေးတွေကလတ်တံမူ3000ကျော်တင်စီရမိခင်ကြောင်းထုတ်ပြန်ထားပါလေ ဆိုလိုရင်းကဒီတရင်ဟာတာမန်အဖြစ်အဲတော်လိုင်းရဲဘော်တွေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအငြင်းတမ်းဖမ်းဆီးထိမ့်သိမ်းစစ်တုံးမန်းလို့ထိမ့်ချုပ်ဒေနီယာတော့တော့မလုံခြုံတော့ဘူးဆိုရဲဖက်စစ်တပ်စစ်ခွေးတပ်တိုက်ရဲ့တရင်ဟာတရင်ဟုတ်မနေတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ဖက်စစ်တပ်ကနေပြီးတော့အနီးနားမှာတော့မလုံခြုံတော့ဘူးဆိုတာတရင်ပါ။အင်းနော်ဒါနဲ့ပတ်သက်ပြီးတော့နေပြီးတော့နားထိပ်ပြန်လေတက်တော်ရဲ့တရင်ရောက်နေပြီလားဆိုရဲ့ ိစ္စတခုကျွန်တော်တွေးစရာဖြစ်လာပါတယ်။နေပြည်တော်နဲ့25မိုင်အကွာမှာဘုံမှုဆိုတဲ့အကောင့်တကောင်ကိုနဖုံခါခဲ့တယ်။တော်လရင်တက် PL ကရင်းဟော်တွေကိုတော့မချီးတူးမလေးစားပဲမနေနိုင်တော့အောင်လက်တံပြောင်းလုံးလှပါတယ်။ဓာတ်သူမှာပြီအဲ PI မခွေး PI မခွေးဆိုတာကတော့အဲကျွန်တော်ဟိုတရက်ကကျွန်တော်နည်းနည်းကြာပြီ PI မခွေးကဥက္ကဋ္ဌ PI မကွေးရဲ့စီးတောင်ဝင်ကတော့ကိုနေသူတွေလားမသိဘူး PI မကွေးရဲ့ဒီနိုင်ငံရေးဆိုင်ရာဥက္ကဋ္ဌထုတ်ပြန်တဲ့သတင်းတစ်ခုရှိပါတယ် PI မကွေးရဲ့ထုတ်ပြန်ချက်ကဧပြီလတလရဲမှာစကွင်း63ကောင်မရှိကဲမတော်ပုံမဆိုးမှဖြစ်ပြီး78ကောင်အရှင်းပြန်မိတာလေးထုတ်ပြန်ခဲ့ပါတယ် ဗုဒ္ဓအောင်ငင်းချမ်းဗုဒ္ဓတင်ကိုလက်တို့အပါဝင် စုစုပေါင်း78ယောက်ဖမ်းဆီးရမိပြီလက်နက်ခရံမှာတင်စီရရှိတယ်လို့ပြည်အိမ်မကွေးတေဝင်ထုတ်ပြန်ချက်အရာသိရှိရပါတယ်ဒီမှာဆရာလူမြတ်ကျော်ပြောထားသလိုပဲပေါ့နော်ကျွန်တော်မနေတော့ဆိုရင်တော့နေပြည်တော်နဲ့25မိုင်ဝင်းကျင်မှာကျွန်တော်ပြည်လေးတပ်ဖွဲ့ဝင်တွေကနေပြည်တော်မှာစစ်ကောင်စီရဲ့ကပ္ပါဆာကဘုံမှုပေါ်ဝင်ရခွေရောကျွန်တော်ဘက်ကနေပြည်တော်မှာပြက်ခတ်ရှင်းလင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်တစ်ဖက်မှာတော့ပြည်ရဲမကွေးကနေပြည်တော်မှာ ဧပြီလတလထဲမှာစီကွန်စီတဖို့ဝင်ပါနော်63កောင်လောက်မျိုးစာဖြစ်ပြောင်းလဲပြီးနေတော့ကျွန်တော်ကြားသိရတာဘရမအခုဆိုရင်မျိုးလိုင်းတို့ရှိနေပါတယ်ဆိုတော့နေပြည်တော်မှာတောင်မှလုံခြုံမှုမရှိတော့တော့ကျွန်တော်တွေ့တာဖြစ်တယ်မကြခင်မှာတော့နေပြည်တော်ထက်ထိဝင်ပြီးတော့မှတော်လိုင်းရေးတပေါင်းစုတစ်ခုအနေနဲ့ပါနော်မျိုးလိုင်းနဲ့သူတို့ပေါင်းပါ physics တက်ကြီးကိုကျွန်တော်တို့ဘက်ကနေပြီးတော့ဖြိုချနိုင်ဖို့ဆိုရင်အခုတော်တော်လေးကိုအချိန်ကြီးကောင်းနေပြီဆိုတာတွေ့ရတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဘောမရက်ကကျော်ဆိုးကနေပြီးတော့မှလာရှုံမြို့မှာစကောင်ဆီကနေပြီးတော့မှမြန်မာနိုင်ငံအလံတွေပြန်လဲပြီးတော့မှ လွင့်ထူနေပြီဆိုပြမောနော်ဝင်ကြွားချောင်းပြောဆိုထားတဲ့ဟာလေကျွန်တော်တစ်ချက်လုံးအနားထောင်ကြည့်လိုက်ရအောင်နော်တချို့ကပြောတယ်အာမင်းတို့လာရှိုးမင်းတို့တက်မလို့ကြီးတာယူလာမဟုတ်ဘူးပေါ့ကွာတာယူလာမဟုတ်ဘဲနဲ့မင်းတို့တက်ထိုင်အောင်ပဲဒီလိုမျိုးတွေပြောပါတယ်တကယ်ပဲလေဒီလိုပြောပါတယ်အဲ့တော့စစ်တိုက်တယ်ဆိုတာကစစ်တိုက်တယ်ဆိုတာကျွန်တော်လက်နက်ကြီးနဲ့ပြစ်နေလို့မရဘူးစစ်စင်ရေးတခုလည်းလုပ်လို့မရဘူးစစ်တိုက်တယ်ဆိုတာစစ်ရေးနိုင်ငံရေးတစ်ခုလုပ်ရတယ်စစ်ရေးနိုင်ငံရေးလုပ်ရတယ်စစ်ရေးနိုင်ငံရေးဆိုတဲ့နေရာမှာနိုင်ငံရေးမှာကျွန်တော်အမားနဲ့လဲသွားတယ်အပြော့နဲ့လဲသွားတယ် စစ်တိုက်တယ်ဆိုတော့ကကျွန်တော်စေရေးလိုတယ်နိုင်ငံရေးအမာကိုင်းလိုတယ်အပျော်ကိုင်းလိုတယ်ဒီလိုသုံးလဲသွားတာဒီတောက်တိုင်တော့သုံးလဲသွားတာဒါစစ်ရဲ့သဘောပဲအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်လာရှိုးမျိုးကလာရှိုးမျိုးနဲ့ပတ်သက်ရင်ဒါကကျွန်တော်တို့ဒီ soft power ကနေပြီးတော့ကျွန်တော်တို့နိုင်ငံရေး soft power ကနေပြန်ရတာပဲဗျနိုင်ငံရေး power ကနေပြန်ရတာပဲအဲ့တော့ဗျာခင်ဗျားတို့သိပါလေဒီလာရှိုးမျိုးမှာပါကပါတို့ပါလာပါတို့ဗျာဘာအညာအဆုံးနေရပဲဗျာအမကျွန်တော်တို့အဲ့မှာဆိုရင်ဥထုံးထုံးဟဲ့ဥထုံးထုံးဟဲ့တော့မှအမမျိုးအုပ်ချုပ်ရေးဖွဲ့တယ်မှာပါတယ်ဥထုံးထုံးဟဲ့ဆိုတာကဒီ NLD ရဲ့ကျွန်တော်တို့ဒီစီးစီးအဖွဲ့ဝင် ဒေါ်မေတကြံဟင်းရဲ့မေတကြံဟင်းရဲ့အဖေရခင်ကနောင်ချုံမြို့နယ်ပြည်သူ့လို့တော့ကိုစလဲဦးထွန်းတော်ဟင်းဆိုတာမေတကြံဟင်းရဲ့အဖေပြီးခဲ့တဲ့ကလာ10 20ကောင်ကာလမှာတိုက်ဝဲလေးဖြစ်ပြီးတော့ဒီထောင်ဖောက်ပြီးတော့ MMD ကထိချုပ်ပြီးနောက်ပိုင်းမှာဒီထောင်ဖွင့်မိလိုက်တဲ့အခါမှာဦးထွန်းတော်ဟင်းကထွန်းထွန်းဟင်းပေါ့ဗျာထွန်းထွန်းဟင်းကကျွန်တော်တို့ဒီလာရှုရဲ့လက်ရှိမျိုးရှုရဲ့ခေါင်းဆောင်လုပ်နေတယ်အခုတော့ထွန်းထွန်းဟင်းကပြေးပြီလားမပြေးဘူးလားကျွန်တော်လည်းမသိဘူးလာရှုမျိုးရဲ့အခြေအနေလက်ရှိတော့ကျွန်တော်တို့ဒီလာရှုမျိုးရဲ့အခြေအနေပတ်သက်ရင်ကျွန်တော်ဒီစင်ကောင်ဟိုတယ်မှာအဲဒီတရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့ ေးကျွန်တော်တို့ဒီနိုင်ငံတော်ရဲ့ကိုယ်စားလှယ်အဖွဲ့ပြီးရင်ကျွန်တော်တို့ဒီ MMD ရဲ့ကိုယ်စားလှယ်အဖွဲ့၃ဖွဲ့နဲ့ကျွန်တော်တွေ့ပြီးတော့ဆွေးနွေးသိရတယ်ဒီ MMD ကတော့ဒီ April 27ရက်နေ့နောက်ဆုံးထားပြီးတော့ဒီ live show မျိုးနဲ့ထွက်မှာဖြစ်ပါတယ်။အဲ့တော့သူတို့ပြောလို့ပါဗျဒီတက်ကမြို့ထဲမှာနေပြီးတော့ MMD ကမြို့ပြင်မှာနေရမယ်ဆိုပြီးတော့ပြောဆိုနေကြတာရှိပါတယ်။အဲ့ဒီတရင်တွေကကျွန်တော်တရင်မားတွေကဖြစ်ပါတယ်။ MMD က MMD ကသူတို့တည်ရချင်းခင်ဗျားတို့နတ်တိုင်ကြက်တယ်လို့တည်ရချင်းသူတို့ကဒီ live show ကနေသူတဖြည်းဖြည်းသူတို့ဆုတ်ရမယ်။နောက်ဆုံးသူကဒီ lock ไก่นี่ဆုတ်ရမယ်။ရခင်ကျွန်တော်တို့ဒီကိုကကိုပိုင်အုပ်ချုပ်권ရ မြို့မှာပြန်ပြီးနေရမယ်။လက်ရှိသူတို့ဒီရှိုင်းမြောက်ဒေသလမ်းမိုင်းတွေမှာသူတို့ထိ ंछ ုပ်တဲ့ area တွေအားလုံးကသူတို့ဆော့ရမယ်။ဆော့ပြီးတော့ရခင်၊ကိုကန့်၊ကိုပိုင်အုပ်ချုပ်ရတဲ့ဒေသမှာသွားပြန်နေရမယ်။ဒါသူတို့အခြေအနေ။ပြီးရင်ကျွန်တော်တို့ဒီလာရှိုးထောင်ထဲမှာကျွန်တော်တို့ဒီရှိနေတဲ့ထုတ်တူပါပဲကျွန်တော်တို့ဒီဖန်စီချေချိုရဘက်ကိုရွှေပြောက်ခံနေတဲ့ဒီကျွန်တော်စစ်သုံးမှတ်နေရှိအောင်တက်မော်တာရှိတာပေါ့။ဒါပါဆိုတော့တက်မော်တာလိုပဲသုံးပါမယ်။အဲ့တော့ဒီတက်မော်တာကြီးလည်းကျွန်တော်တို့ဒါ ပြန်ပြီးတော့ဒါလွတ်มาဖြစ်ပါတယ်ကျွန်တော်တို့တိရပြန်ပြီးလွတ်มาဖြစ်ပါတယ်အဲ့တော့ဒီတက်မသားမိသားစုဝင်နေအနေနဲ့ဒါကျွန်တော်တို့အများကြီးစိတ်မပူပါနဲ့ကျွန်တော်တို့ဒီပြန်လွတ်มาပါပါပြန်လွတ်มาပါအဲ့တော့ခင်ဗျားတို့ရှင်းပါလေကျွန်တော်စဒီနိုင်ငံအရေးမှာနိုင်ငံအရေးမှာကျွန်တော်စီးစီးနဲ့လည်းသုံးပါတယ်နိုင်ငံရေးအမာလည်းသုံးပါတယ်အပျော်လည်းသုံးပါတယ်ကျွန်တော်စိုးပြောတဲ့ပုံစံကတော့မျောလိုက်ရတယ်ပြီးတော့မှစီးနိုင်ငံရေးပူးတွဲပြီးတော့မှသုံးလိုက်လို့အခုဆိုရင်လာရှိုးမျိုးလိုလိုကိုကိုနဲ့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်အားချောင်ပြောဆိုထားတာဖြစ်တယ်တကယ်တမ်းကျတော့တရုတ်ကိုဖယေခေါ်ပြီးတော့မှဒီလိုမျိုးရရှိသွားတာပြီးတော့မှ တေဝါကိုနဲ့ကျွန်တော်တို့ပြည်သူတွေတော်လိုင်းတပုတ်ဝင်တွေပုံမှာဖိနှိပ်ပြီးတော့မှအချက်ကင်နေတာပဲဖြစ်ပါတယ်အလုံးလက်တည်ထားတဲ့အတိုင်းတေဦးကနေပြီးတော့မှခုဆိုရင်ကျွန်တော်မျိုးပိုင်းညီနောင်ဖွဲ့တွေပြင်ကျန်တဲ့တော်လိုင်းတပုတ်ဝင်တွေကို PPCC နဲ့ပေါ့နော်စစ်ကောင်စီကိုပေါ်တင်ထောက်ခံမှုတွေလုပ်ပေးပြီးတော့မှအခုလိုမျိုးကျွန်တော်ကိုတော်လိုင်းရေးမှာနောက်ရှင်းနေတာပဲဖြစ်ပါတယ်ကျွန်တော်ဘက်ကနေပြီးတော့မှပြည်သူတရားလုံးအပါဝဲတော်လိုင်းတပုတ်ဝင်တွေတုံးနဲ့တုံးအချင်းချင်းတပေါင်းစုတစ်ခုအနေနဲ့တည်ဆောက်ပြီးတော့မှစစ်ကောင်စီနဲ့ဒီလိုမျိုး နောက်ကွယ်ကနေပြီးတော့ပတ်မှုနေကြတဲ့အိုးစုတွေကိုမြေလန်းရှင်းပြရတော့မယ်အနေထားတရားပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဇဘွေးရနေပြီးတော့ကျန်တာပြူစော့ထီရွာကိုကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေကနေပြီးတော့အပြီးတိမ်ပိုက်ခဲလို့ပေါ့နော်။တော်တော်လေးကိုကြေကွဲပေါက်ကွဲပြောဆိုထားတဲ့ဟာလေကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ကျန်တာမှာကလေးတွေခုနှစ်နှစ်ရှင်းနေတဲ့ကိုဝင်တိုက်တာဟာတဲ့။ဟာကျန်းတာပေါ့နော်။ဘလောက်တိနော်ဒီတဘောအချမ်းမနဲ့နဲ့ကိုင်တောင်းကျန်သူအဲဆိုရင်စီဒီရပေါ့နော်ချင်းတဘုံနေနေမှာပေါ့ ကံကောပါလေအယောက်၂၀ယောက်30လောက်ရှင်းနေတာ၉နေတာလေတက်လာတာလေတိုက်တာနော်မြန်မာပြည်မှာဘလောက်ထိပညာမဲ့နေလဲအတွေ့အကြုံရှိလဲအောက်တန်းကြနေလဲဆိုတာကိုသိတာလေကလေးတွေအများကြီးပဲတဲ့အဲ့ဒါပြီးကလေးတွေကိုတတ်ပါလေလုံးဝမယ်ကလေးတွေပြည်သူတွေပါဆိုပြီးတော့တို့တက်တဲ့ရဲ့တနက်တွေကိုတို့ဖယ်အောင်မယ်ဟာစစ်တပ်ကဒီမှာကလေးတွေတတ်လိုက်ပါလေဆိုပြီးတော့မှကျောင်းပြတွေပြောရဲတယ်နော်ဒီကော ဟိုဟာမြောင်ခရမ်းဟန္တာဝတီမှာနှစ်ချောက်ချစ်ဗလန်းเนาะကျွန်တော်អော်ခဲ့တဲ့နေရာ၄အဲ့တော့တော့မြမပြီကကျွန်တော်အမှန်တိုင်းပြောတာကျွန်တော်တကယ်ပြောတာပါဦးမရောက်လာရင်နေနေရောဒူးချိုးအနေနဲ့ရောတာဝန်ရှိတဲ့နားသက်ကအစိုးရတည်းရဲ့လုံးဝကသူတို့တော်တော်ကိုထိန်းရတောင်းခတ်တယ်ဒီနိုင်ငံဒီလူမျိုးကဟဲ့လား ဒီနိုင်ငံဒီလူလောကဘုံမသိကိုမသိဟိုစာမတက်ပေမတက်အသိပညာမပြည့်ဉာဏ်ရည်မပြည့်ဟဲ့လားသူများပြောတာလိုက်ယုံလိုက်လို့အာလိုက်လို့လေးနဲ့အမောင်လဲမှာပဲဟိုဘာလဲအမောင်မှာလက်ချိတ်တို့ကတိုးတိုးလေးငါဘာဖြစ်လဲတဝဲလေလေဆိုအဲ့လိုမျိုးဖြစ်နေတာနင်တို့ရက်ွက်လားဟမ်နော်အဲ့တော့ဒီလာလာရေးတယ်လေမင်းသမီးကိုဘာကင်ပေါက်တာလားလို့မင်းနှကန်းစပတ်ရတာလားလို့အဲ့လိုအောက်တန်းသားကြီးကြည့်ကြည့်လိုက်နော်ကြည့်ကြည့်လိုက် ဲ့တော့ကျတော့မြန်မာပြည်မှာကျွန်တော်လဲကြိုက်တယ်စေဆိုးရအောင်ချုပ်ဒါပေမဲ့တခုပဲပြောချင်တာစေဆိုးရအောင်ချုပ်ပြီးရင်တော့စစ်သားတွေကိုချမ်းသာအောင်ထားကဲဘောရင်ရတော့တော်လေးကိုကြေကွဲလောက်မြင်နေတာပေါ့နော်ကျတို့ကျန်တာပြူစားထီရောက်မှာတော်လိုင်းပွန်တို့ဖို့နေရတယ်ပြမတိုက်ခိုက်ခဲ့လို့စကောင်စီတဖွဲ့ဝင်အနေဆို15កောင်လောက်ဆိုတော့မိဖို့ခံလိုက်တာပြမ ဂျန်နဲ့ကောင်တွေအရဆိုလည်းဒီခိုက်တဲ့ရရှိမှုတွေနဲ့သူကျွန်တော်ဘက်ကနေပြီးတော့မှဖန်စီရမိထားတာပဲဖြစ်ပါတယ်ဒီချိန်မှာဒီကောင်တွေကနေပြီးတော့လေချောင်းတိုက်ခိုက်မှုတွေလုံးလုံးပါနော်ကလေးငယ်တွေလည်းတေဆုံးတာပြီးတော့မှသူပြောတဲ့ပုံစံရတော့ကလေးငယ်တွေကကျွန်တော်တွန်လိုက်တဖို့ဝင်နေတိုင်းမှာပေါ်ဝင်နေဆိုတဲ့ပုံစံမျိုးနဲ့ပြောလို့ပြောစားပြောဆိုနေတာပဲဖြစ်ပါတယ်ဒီပေါ်ရင်ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှချီချိုးနေကြတဲ့မြို့ဝပြည်သူတွေဘက်ကနေပြီးတော့မှကိုယ့်ရဲ့မြင်လေးတွေကိုလည်းခြိုက်ပေးခဲ့ကြဖို့ကျွန်တော်ဒီနေ့ကနေအားလုံးတောင်းဆိုပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ပူတူမနေပြီးတော့မှ ကျွန်တော်တို့ငလင်ဘေးဒဏ်တည်နေတဲ့အချိန်မှာဘုရားရင်ပြပေါ်ကိုဖဏန်းနဲ့တက်ခဲ့တဲ့စစ်ကောင်စီရဲ့ဒုကောင်းဆောင်ဇိုးဝင်းကိုဘယ်လိုမျိုးတက်ဆော်ထားလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်လက်ရှိမှာဆိုရင်ဒုတချုပ်ရဲ့ဖဏန်းစီရဲ့ကိစ္စဆိုလို့ရှိရင်လည်းကျွန်တော်ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့လုံးဝလက်ခံပြီးလို့မရဘူးဒါပေဒီရဲ့ထဲမှာပဲရွှေကြည်ကုန်းဇေဒီတော်မြတ်ကြီးရဲ့မဟာအောင်မြေပေါ့နော်အောင်မြေနဲ့မြန်မာအမျိုးသမီးတရားဖဏန်းစီရတဲ့ရုပ်တံဖိုင်လေးနောက်ခုကချင်းပြည်နယ်ဗုဒ္ဓဘာသာဝင်ကချင်မာလေးတယောက်ဆိုပြီးတော့ဒါကတော့တမင်သက်သက်ဆော်ထားတာပေါ့နော် တမင်တတဖရားရဲ့ဒီဇီရီတော်ရဲ့အလဲပစ်စရံထိကိုတမင်တကဖနှက်နဲ့တက်ပြီးတော့တစ်တော့ဆော့တာဒါတမင်တကဆော်သွားတာပေါ့ဒါမျိုးရင်မြင်လာရင်ကြားလာနေမှာကျွန်မတို့နှလုံးသားတွေဆက်ဆက်ခံလာရတယ်။နော်ဆိုတော့ခင်ဗျားတို့လည်းဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အရာမျိုးတို့နှလုံးသားတွေနာကျင်ရလိမ့်မယ်လို့ကျွန်မထင်တယ်။တချို့တော့အော်ခရီးဘာသာဝင်တွေရှိတယ်တချို့တော့အစ္စလာမ်ဘာသာဝင်တွေရှိတယ်တချို့လူတွေမှာလူချင်းလူလူလူပိသားတဲ့အစိတ်တည်းလေးတွေရှိတဲ့ခါကျတော့ ဘာသာခြားပဲဖြစ်လင်ကစားကျမတို့ဗုဒ္ဓဘာသာအဲ့လိုဆောက်ကားခံရမှုပေါ်မှာတို့တို့ရိစိတ်မကောင်းဖြစ်တာလည်းတွေ့ရတယ်။ဆိုတော့ကျမမေးမယ်။အခုလိုမျိုးဗုဒ္ဓဘာသာကိုနေလို့ဆုံးနေဆောက်ကားနေရတဲ့ဆောက်ကားခံနေရတဲ့ပုံမှာခင်ဗျားတို့တုံ့ပြန်ကြတယ်လား။ကာကွယ်ကြတယ်လား။မိမိတို့ဘာသာကိုဆောက်ကားနေတဲ့လူတွေလက်ကနေပြီးနောက်တော့ဆောက်ကားမခံရအောင်ခင်ဗျားတို့ကာကွယ်ကြတယ်လား။အဲ့ဒီလိုဆောက်ကားနေတဲ့လူတွေကိုလည်းထိုက်တဲ့နဲ့အပြစ်ဒဏ်ခင်ဗျားတို့ပေးကြတယ်လား။ပေးကြတယ်ဆိုရင် ဘာသာကိုစော်ကားတဲ့လူတွေကိုစော်ကားတဲ့အလှယ်ပြစ်ဒဏ်ပေးခြင်းလဲဆိုရင်နောက်နောက်စော်ကားမခံရအောင်ကာကွယ်ခြင်းလဲဆိုလို့ရှိရင်နိုင်ငံတော်ဘာသာဥပဒေကိုပြဋ္ဌာန်းဖို့လိုတယ်နိုင်ငံတော်ဘာသာဥပဒေကိုအသက်သွင်းဖို့လိုတယ်ပြောလိုက်ရင်ကြီးကြီးကျယ်ကျယ်ထဲပေါ့နော်ကျတို့ပြည်သူတွေကြားထဲမှာဒီလိုမျိုးဘာသာရေးနဲ့ခုတုံးလို့ပြီးတော့မှာတွေ့ခွဲစကားတွေပြောဆိုနေတဲ့ပုဒုမာပဲဖြစ်ပါတယ်ခုဆိုရင်လဲကျတို့အားလုံးသိထားတဲ့အတိုင်းမျောလိုက်တို့ရဲ့တူစစ်ကောင်းဆောင်စိုးဝင်းကိုယ်တိုင်ကလည်းမြတ်မောဖရားရင်ပြမောဖဏန်းနဲ့တက်ပြီးတော့မှာပေါ့နော်ပေါ့ပန်း၄၀လေးလို့တော့တော်တော်ကျတို့တွေ့တယ်ပဲဖြစ်ပါတယ်ဒီချိန်မှာဘိုးမိုက်ကွာ ီလုံလုံးပိတ်နေတာပြုံးမှဂျန်တဲ့ဒီမဘာသာအုပ်စုတွေရဲ့လွယ်ရွယ်တွေကိုကျတော့ကောင်းတယ်ဆိုပြုံးမှအားချောင်းဘူးခံနေကြတဲ့အုပ်စုတွေပဲဖြစ်ပါတယ်ဒီကောင်တွေကတော့ကျတို့ပြောရမယ်ဆိုရင်တော့ဘာသာရေးကိုအသုံးချပြုံးမှတိုင်းပြည်နယ်လိုမျိုးပုံမှာတစ္ဆာဖောက်မှုတွေလုံဆောင်နေတာပြုံးမှကျတို့နှီးမျိုးစုံနဲ့တွေ့ခွဲနေတာပဲဖြစ်ပါတယ်အရင်တော့သူတို့လုပ်ခဲ့တဲ့နေလန့်တွေပြန်ပြီးတော့မှသုံးနေတာပါနော်ကဲကျတို့နောက်ထပ်ဗီဒီယိုသဘောတွေနဲ့ကတော့မြောက်လိုင်းကနေပြီးတော့မှအခုဆိုရင် PDF တစ်ဖွဲ့ဝင်နေနဲ့ပါညီချင်းရေးဆွေးနွေးမယ်ဆိုပြီးတော့မှပြောဆိုလာတဲ့ပုံမှာအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှ မတဲတဲကနေတွေ့မျိုးကိုတုံးသက်ပြောဆိုထားတဲ့အားလဲကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီမြို့နယ်တွေကိုနော်တောက်လျှောက်တောက်လျှောက်သိမ်းနေတယ်နောက်တစ်ခုကဒီအာရုရှားကိုကတ်တယ်နော်တရုတ်ကိုကတ်တယ်အခုကတ်ပြီးတော့မှနော်အခုညီတောင်းပြီးတော့မှဒီလာရှိုးပြန်ရဖို့အတွက်စူးစမ်းတယ်အဲ့ဒီအချိန်မှာဒီရုရှားကလည်းပါလာတယ်ပေါ့နော်အဲ့ဒီအချိန်ကာလတုန်းကတော့ဒါမြောက်နိုင်ကမျက်နှာကြီးပြုံးပြေးပြီးတော့အဲ့လိုကြီးပေါ့ရှင်နော်ဟုတ်အရင်ကျင်းတတ်နေတဲ့ပုံစံကြီးတွေ့ရတယ်အဲ့ဒီလိုပဲသူ့ရဲ့နောက်လိုက်အောက်ဆွဲများကလည်းဒီအတိုင်းပဲဟာပြောနေကြတာပေါ့ရှင်နော်ဒါကြောင့်လို့ဒီလိုပိုင်းတွေ့ရတယ် ဆိုတဲ့ခါကျတော့အဲ့ဒီအခြေအနေလေးတစ်ခုကနေပြီးတော့ဘာဖြစ်သွားလဲဆိုတော့ငလေလှုပ်လိုက်တယ်နော်ဒီငလေလှုပ်လိုက်တာကလည်းစစ်ကောင်စီလုံးဝအထိခိုက်မခံတဲ့နေရာတွေကိုခြေကုပ်ယူထားတဲ့နေရာတွေကိုလှုပ်လိုက်တာဖြစ်ပါတယ်အဲ့တော့သူတို့ရဲ့အမုံအိုင်းလေးကိုငလေလှုပ်ခတ်သွားတာဖြစ်တဲ့အတွက်တကယ်ထိသွားတာကြတော့ဒီစစ်တပ်ပဲဖြစ်တယ်ပေါ့နော်ဘာထိသွားလဲဆိုလို့ရှိရင်ပြည်သူလူထုကို ဟိုမကူနိုင်ဘူးမကယ်နိုင်ဘူးဆိုတဲ့အရေးချင်းကိုဝင်ဝင်ရှင်းရှင်းပို့ပြီးမြင်လိုက်ရတယ်ပထမ2024ထဲမှာဖြစ်သွားတုန်းကအချိန်ရှိသေးတယ်အဲ့ဒီအချိန်ကဘာလဲဆိုရင်ရေပေးလာတဲ့အချိန်မှာပြီးသူထောင်ကျော်သေးတယ်အိမ်တွေပါမြုပ်တယ်တရွာလုံးเนาะရေပလွန်းဟိုလွှမ်းမိုးတဲ့အထိဖြစ်သွားတဲ့သဘာဝပဲဒီသဘာဝဘေးမှာတဲကเนาะ စစ်တပ်ဟာဘာမှပြည်သူတို့လုံမလုံပေးခဲ့ဘူးဆိုတော့ဟိုဒါတို့တို့ထဲကလူတွေเนาะဒီစစ်တပ်ရဲ့အဲကျောတောင်နောက်ခံလုပေးနေတဲ့လူတွေကိုယ်တိုင်ကမြင်တွေ့လိုက်ရအဲ့ဒီအချိန်ရှိတယ်ရှင်အဲ့ဒီအချိန်ကနေပြီးတော့မှအခုအချိန်နေမှာသူတို့ခြေကုပ်ယူထားတဲ့နေရာတွေမှာကြီးပဲငလင်ရလှုပ်ခတ်သွားတာမြန်မာပြည်အလဲပိုင်းပေါ့ရှင်เนาะလှုပ်ခတ်သွားတာဖြစ်တယ်ဒီအပေါ်မှာလည်းပြည်သူလူထုကိုကူရကယ်ရမယ်ကိစ္စတွေကိုဘာတစ်ခုမှ လုံးဝစိတ်ဝင်စားတာလုံးဝကိုခလိလူရှုပ်ပလိုက်ပြီးလို့မှနိုင်ငံတကာကိုခောက်ခောက်အလူခံတာမျိုးလေးလုပ်တယ်။အဲ့ဒီကနေပြီးတော့မှတစ်စိငင်းငလင်ကိစ္စနဲ့တဘာဝဘေးအန္တရာယ်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကိုအကြောင်းပြပြီးနော်နိုင်ငံရေးအရာတခြားနိုင်ငံတွေကိုချင်းကပ်ဖို့စူးစမ်းတယ်။သူတို့အတွက် ဟိုကောင်းတာဖြစ်လာဖို့အတွက်စ조사ခဲ့တော့ညာလေတကယ်တမ်းကမဖြစ်လာခဲ့ဘူးနော်တကယ်တမ်းကမဖြစ်လာခဲ့ဘူးအဲ့တော့ပြည်သူတွေကလည်းမပြောနဲ့တော့အရင်နှုံးနဲ့ကချင်းနေတာယွံနေတဲ့ချင်ပတ်တီဖြစ်တဲ့အတွက်ကြောင့်မလို့အခုငလင်ပေးဖြစ်သွားတဲ့အချိန်မှာပြည်သူတွေကပိုယွံသွားတာအဲ့ဒီယွံသွားတဲ့အထဲမှာစစ်ကောင်စီရဲ့ကြောတော်နောက်ခံပေးနေတဲ့လူတွေလည်းပါတယ်နော်ဘာဖြစ်လို့လဲသူတို့ခံလိုက်ရတာဟုတ်နော်သူတို့ရဲ့မိသားစုတွေခံလိုက်ရတဲ့အချိန်မှာသူတို့ကိုယ်တိုင်စစ်ကောင်စီကိုယွံရှာမုန်းတီးသွားတာဖြစ်ပါတယ်မတ်သေးကတော့ Dev ပြောလိုက်တာနော်ကျွန်တော်တို့ဒီစစ်ကောင်စီကနေမြို့တော့မှ ပြီးသူတွေငလင်ပေးပြင်အရင်တော့လည်းရေပေးတွေရောတဘောအပေးရနဲ့မျိုးစုံကျုံတွေ့ရတဲ့အချိန်မှာဒီကောင်တွေကနေပြီးတော့မလောလောလာကူညီပေးမှုတွေမရှိဘဲနဲ့ပြီးသူတွေကိုထိုးချွေးပြီးတော့မှသူတို့ရဲ့ဒီလိုမျိုးခွက်ခေါက်တောင်းစားတဲ့အကျင့်တွေကိုစတင်ချပြလာတယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ရလာတဲ့ကူညီမှသမယောက်ကိုနေပြီးတော့မှထားရှိထားတာပြီးတော့မှငွေကြေးတွေအရဆိုလဲသူတို့ရဲ့ဒီစည်ရဲ့ budget ဖြစ်ပေါ့နော်ပြန်လဲတုံးချသွားတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကျတော့စစ်ကောင်စီနေနဲ့ဆက်ရှုံးနေတဲ့အချိန်မှာကျွန်တော် PDF တဖုံးတွေကိုပါဟုတ်ဆိုညင်ချိုင်းစပွဲဝိုင်းထဲကိုလာခဲ့ဖို့ဖိခေါ်တဲ့ပုံစံမျိုးနဲ့ဒီလိုမျိုးနီပရီယာတွေတုံးလာတာပြောမှာကျွန်တော်ဘက်ကနေပြောမှာအချင်းချင်းစီလုံးတင်နေပြီဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကိုစီကနေပြောမှာစကောင်စီတက်ကအခုဆိုရင်ဘူကြီးဘူမှုတွေကဆာလို့အကုန်လုံးမျောစာဖြစ်နေပြီဆိုတဲ့အကြောင်းဘောမတွေတိအောင်တခြားလို့ရှင်းပြပြောဆိုထားရတာပါနော်။ကျွန်တော်အဲ့ဒါလေးစစ်ကြည့်လိုက်ရအောင်။မင်းဝင်းကြီးနေရပါပါလေဘောမတပြောတဲ့စကားတခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့အဲတိုင်းရင်းသင်းတော့ကြောက်ပါဘူးလေစစ်ဘူရုပ်တိအောင် ခမင်းစားမပြစ်ဘူးเนาะအဲ့ဒါလို့ပြောတဲ့အနေထားကဒီအခုကျွန်တော်တို့တော်လိုင်းရေးရဘယ်အနေထားကြီးရောက်လာပြီလဲเนาะအခုဆိုလို့ရှိရင်ဒီတော်လိုင်းရေးမှလည်းကျွန်တော်တို့တောက်เสียမနိုင်เสียတော့ခုမှမရှိတော့ဘာဖြစ်လို့လဲကျွန်တော်တော်လိုင်းရေးဒီစတာစကလက်သုံးချောင်းနဲ့ပဲစခဲ့ရတာအားလုံးအတိပဲเนาะအခုကျွန်တော်တို့လက်ထဲမှာဗားရရတယ်တနတ်တွေရတယ်အဲ့တော့ကျွန်တော်တို့ဘာကိုတောက်เสียတော့ဒါပေမဲ့ကျွန်တော်တို့ကြောက်ပါမယ်အဲ့ဒါဗားလေတော်လိုင်းရေးခက်မှန်းမှဝယ်မသိမ်းမအောင်ကြောက်ပါတော်လိုင်းခန့်နဲ့ပွဲမသိလို့ရှိရင်ဒီတိုင်းပြည်ကလက်နက်ကင်ပြိပကတ်ချားမှာကျွန်တော်ပြည်သူတွေကနေစာမင်ဖြစ်ပြီးတော့အကုန်လုံး တော့ခိုင်းရမှာဒါပေမဲ့ဒီနေရာမှာတခုတတိထားရမှာလားစစ်ကောင်စီဘက်ကလူတွေကပြည်သူကိုတော်လှန်ရေးနဲ့ပွဲထုတ်နေတယ်อืมเนาะဒီတော်လှန်ရေးမှာစစ်တပ်ကဘယ်လိုနဲ့ဖြစ်နေတာလဲပြည်သူနဲ့စစ်တပ်ဖြစ်တဲ့ပွဲတော့စစ်တပ်နဲ့အရန်ဒီဖြစ်တာမဟုတ်ဘူးပြီးလို့ရှိရင်ပါတီတခုလူမျိုးတခုနဲ့စစ်တပ်နဲ့ဖြစ်နေတာမဟုတ်ဘူးအဓိကဖြစ်တာဒီပြည်သူနဲ့စစ်တပ်နဲ့ဖြစ်တဲ့ပွဲဘာဖြစ်လဲပြည်သူကြီးရဲ့အာဏာကိုစစ်တပ်ကအတင်းအဓမ္မနိုင်ငံတော်ပုံကံပြီးတင်းယူတာ အဲ့ဘီဒူရှိအနာစတကအတင်းအကမနိုင်ငံတော်ပုံပန်ပြီးတည်ယူတဲ့ပွဲဖြစ်တဲ့အတွက်ဘီဒူရီကလက်မခံမနဲ့ပြန်နေခုခံနေတဲ့ဒီပြဿနာဖြစ်လာတာအဲ့တော့ဒီတော်ငန်ရေးဟာအဓိကဘီဒူနဲ့စစ်တပ်နဲ့ဖြစ်တဲ့ပွဲဒါကြောင့်မလို့စစ်တပ်ဟာ60နှစ်မှအနာသိမ်းလိုက်တယ်နော်တမန်တော်ကြီးအိမ်မှာဖိကတ်မှုတွေနည်းနည်းဖြစ်ပြီးတော့ပဲစစ်တပ်ကအနာရောရပါတယ်နေဝင်းတို့အခု88မှအနာထပ်သိမ်းတယ် နော်ရှင်းတဲ့ချိန်မှာပြစ်တယ်ဆိုတော့တော့ကိုလေဆိုတော့ဒါနည်းနည်းပါးပါးတော့ကိုကချင်းချင်းပြောရရင်တော့ဒီတလားလာဘုတ်တိခမှုတွေဖြစ်ပြီးတော့ပြီးသွားတာပါဒါတော့ကိုပြီးတော့ဒီတောင်းသားတွေရတယ်ခရင်းကပြောတော့တော်လည်းမဒုက္ခဒုက္ခတွေရောက်ပြီးတော့တော်လိုင်းဆိုတာစိတ်သက်သာပြီးပြီးသွားတဲ့ကိစ္စအခုကျွန်တော်921အာနာသိမ့်လိုက်အခု၄နှစ်ကျော်လာပြီ၅နှစ်တက်ဝင်လာပြီနော်ကျွန်တော်တို့ဘယ်အနေထားဖြစ်သွားပြီလဲရက်ွက်ထဲမှာထောင်းထောင်းထောင်းနိုင်ကြီးလက်ကောက်နေတဲ့ရဲတွေအပြင်ရောနောက်မှရဲဝင်ဂျူနီဖောင်းကိုပြီးထွက်ရဲတွေတယ်ဟုတ်တယ်နော်ကိုစီပြောသွားတဲ့အမှန်ပဲကျွန်တော်တို့ခုဆိုရင်တော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအနိုင်နဲ့ပိုင်းနိုင်ဖို့ အားလုံးအချိန်ကြီးကောင်းနေတဲ့အချိန်မှာပြီးသူတရားလုံးနေတဲ့ကတော့ဆဲရမကြပဲနဲ့ရှုပ်ချစ်တဲ့ဖို့လိုနေတာပဲဖြစ်ပါတယ်မြောင်းလိုက်နေတဲ့ကတော့ဒီလိုမျိုးတရုတ်ရုရှားကုညီတွေရယူနေတဲ့အချိန်မှာကျွတ်ဘက်ကနေပြတော့မှာပဲတတိုင်းရန်နိုင်ရရှိနေတာပဲပြမတာကပြီးသူနဲ့တော်လိုင်းတဖို့ဝင်ရဲ့စီလုံးညီညာမှုနဲ့ရှိကိုဒီလိုမျိုးဆက်လက်ပြီးတော့မှခြေတက်နေဦးမယ်ဆိုတော့ဒီတက်ပူပြီးတော့မှကောင်းမွန်တဲ့တရင်တွေကြောက်မယ်ဆိုတော့ကျတို့အရေးအယောင်ကောင်းတွေမြင်ရနေတာပဲဖြစ်ပါတယ်ဆိုတော့ပြီးသူအားလုံးအနေနဲ့ပေါ့နော်စိတ်မပြားမလျော့ပဲနဲ့ခုချင်းကလေးကကျတို့စစ်ကောင်စီကို ဒီတော်လိုင်းရေးမှာခက်မြမြအဆုံးသတ်နိုင်ဖို့အတွက်အားလုံးဝိုင်းဝန်းချစ်တဲ့ပြီးတော့မှချူစားကြပါဆိုလို့ပြောရတဲ့ကျွန်တော်ဒီနေ့မှလည်းပိုင်းဗီဒီယိုဘောဒီညမှာပဲဆုံးသတ်ချင်ပါတယ်။စတ်ဆုံးကြည့်ရှုပေးကြတဲ့မြို့ပါပြည်သူများအားလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြားမှချင်တဲ့ပြေဆုံးပြီးတော့မှတာယာရဲ့ channel နဲ့နေ့တည့်လေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။